ဒါကတော့ကင်မရာအောက်ကဖြစ်ရမှန်တခုပါ လူတချို့ကတစ်ပင်ကြီးအောင်မမိုးခိုးနေတော့တစ်စက္ကန့်ကြာမှာပဲတစ်ပင်ကြီးကိုမိုးချိုးပစ်လိုက်ပြီးတော့လူလေးယောက်စလုံးချက်ချက်ချင်းလဲကျတိတ်ဆုံးသွားပါတယ်။ဒါဆိုဘာလို့မိုးချိုးကဒီတစ်ပင်ကြီးကိုမှတက်တက်ပစ်ချခဲ့တာလဲ။တကယ်တော့မိုးချိုးဆိုတာမိုးတိမ်နဲ့မြေပြင်ကြားကလျက်စစ်လွတ်ထုံးမှုတစ်ခုပဲဖြစ်ပါတယ်။သူကအမြန်ဆုံးအတူဆုံးနဲ့လျက်ကူးနိုင်စွာအကောင်းဆုံးလမ်းကြောင်းကိုရှာဖွေပါတယ်။ တစ်ပင်လိုမြင့်မာတဲ့အရာတွေဟာမိုးတိမ်နဲ့ပိုနီးပြီးအတွင်းထဲမှာရေတက်များတဲ့လျှက်ကူးပစ္စည်းဖြစ်တာကြောင့်မလို့လျှက်စစ်စည်းစင်းတဲ့လမ်းကြောင်းကိုပုံမိုးလွယ်ကူစွာဖန်တီးနိုင်ပါတယ်။ဒါကြောင့်မိုးချိုးကိုပို့ပြီးဆွဲဆောင်နိုင်ပါတယ်။တစ်ပင်မရှိဘဲလုံးဝ ပွင့်လင်းတဲ့နေရာမှာဆိုရင်တော့လမ်းသွားနေတဲ့လူကိုယ်တိုင်ကလျက်စစ်စီးဆင်းဖို့လမ်းကြောင်းဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်တော့လူတစ်ယောက်ကိုမိုးချိုးဖြစ်တာဘလောက်တောင်ကြောက်စရာကောင်းတယ်လဲ။မိုးချိုးရဲ့ဘိုးအားကဘိုးတန်ပေါင်းများစွာအထိမြင့်မာပြီးချက်ချင်းဆိုသလိုနှလုံးခုန်နှောင်းရက်တန့်ခြင်းအာယုံကြောများထိခိုက်ပျက်စီးခြင်းဒါမှမဟုတ်ချက်ချင်းတိတ်ဆောင်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။လူတစ်ချို့ရဲ့ပုံစံမှာတစ်ကိုင်းချောက်ပုံစံမျိုးမီးလောင်တန်ရာတွေတောင်ကြံခဲ့တတ်ပါတယ်။ဒါဆိုရင်ကားမောင်းနေတော့ကားကိုမိုးချိုးဖြစ်ခဲ့ရင်ကားရဲရလူတွေလည်းအ အတူတူပြစ်တက်ခံရမှာလားအဖြေကတော့တင့်ကိုအံ့ဩသွားစေနိုင်ပါတယ်တကယ်တော့ဒီလိုအချင်းတွေအများစုမှာဘေးကင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကားရဲ့အပြင်ဘက်ကိုယ်တွေကတတ်တူဖြစ်ပြီးတော့မိုးကြိုးလက်စစ်ကိုအပြင်ဘက်အခွန်မှာပဲပတ်ထားနိုင်ပါတယ်အစည်းအကြောင်းကအပြင်မှာပဲစီးဆင်းပြီးတော့တင့်ကိုထိခိုက်အောင်အတွင်းထဲကိုလုံးဝဝင်မလာနိုင်ပါဘူးဒါကို Faraday cage effect လို့ခေါ်ပါတယ် ကားကတော့ပျက်စီးနိုင်ပေမဲ့တင်တာမန်တွေကိုတိချပိတ်ထားပြီးကားတကပဒင်းမောက်ပေါင်းစတဲ့တတ်တုအစိပ်ပိုင်းတွေကိုမထိခဲ့ဘူးဆိုရင်တော့အနေရကင်းပါတယ်။အလားတူပဲလေရင်ဟာလည်းပြပြည့်စုံတဲ့ Faraday cage တစ်ခုဖြစ်ပါတယ်။လေရင်ကိုမိုးကြိုးပစ်ပြီးဆိုရင်တော့မှခီးတဲ့တွေ electric shock မဖြစ်ပါဘူး။ဒါပေမဲ့လေရင်ကတော့ပြင်းထန်တဲ့မိုးကြိုးကြောင့်မလို့ပျက်စီးမှုမရှိဖို့တော့လိုပါလိမ့်မယ်။အားလုံးပဲဘေးကင်းကျန်းမာကြပါစေရှင်။